နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အိန္ဒိယအစိုးရဟာလူပေါင်း123ယောက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်တယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုနေဆက်ကနေတဆင်မောက်ထုတ်ခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာသတင်းဖော်ပြကြပါတယ်။အိန္ဒိယနေချာဆောင်တပ်ဖွဲ့ BSF ကအနည်းဆုံးလူ123ယောက်ကိုကူရီဂရန်နဲ့ခါကာဆူရီနေဆက်ဂိတ်တွေကနေတဆင်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုမောက်ထုတ်ခဲ့တာပါ။ ဲ့ဒီသူတွေကိုဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ်ဖွဲ့ BGB ကဖမ်းဆီးပြီးလက်ရှိအရှုပ်ထဲမှာထားကာသူတို့ရဲ့အထောက်အထားတွေကိုစစ်ဆေးလျက်ရှိတယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကနေဆက်တချောက်မှာပြင်းထန်တဲ့သတိပေးချက်ထုတ်ပြန်ထားပြီးအခုလိုမောင်းထုတ်မှုကိုဆန့်ကျင်တဲ့ကန့်ကွက်စာတစောင်းကိုအိန္ဒိယနေချာဆောင်လုံခြုံရေးတပ်ဖွဲ့ BSFC ပြပို့ထားတယ်လို့ဘင်္ဂလားဒေ့ရှ်နေချာဆောင်တပ်ဖွဲ့ BGB ညွှန်ကြားရေးမှူးချုပ် ဟိုရှုပ်မူဟာမန်အာရှဖူဂျာမန်စီဒီကီကပြောပါရယ်။တချိန်တည်းမှာအိန္ဒိယပါကစ္စတန်အကြားပဋိပက္ခတွေအရှိန်မြင့်တက်လာနေချိန်မှာဘင်္ဂလားဒေ့ဇက်ခရိုင်30တခုကိုလေလုံခြုံရေးတိုးမြင့်ထားပြီးရေးဌာနချုပ်ကလေနိုင်ငံတော်လုံခြုံရေးအတွက် နေချားဆောင်ရေးအရာရှိတွေကိုတတိပေးမှုပြုလုပ်ထားတယ်လို့ဆိုပါရရှင်။